ဒီနေ့လေကျမတို့မူယန်ဖန်ဒီနိုင်စွမ်းအာ originality ဆိုတဲ့အကြောင်းလေးကိုနည်းနည်းလေးထူးထူးခြားခြားရှုထောင့်ကနေကြည့်ကြည့်အောင်လားဟုတ်ကဲ့ခင်ဗျစိတ်ဝင်စားစရာကောင်းပါပါဟုတ်ဆိုလိုတာကလေဒီ twin ဖန်ဒီမှုတော့အောင်မြင်မှုတော့ ਨੇ ပတ်သက်ပြီးတော့လူအများစုယုံကြည်ထားတဲ့လက်ခံပါတဲ့အယူဆတချို့ပေါ့အဲ့ဒါလေးကတကယ်ရောဟုတ်ရဲ့လားဆိုတာမျိုးอืม လူတွေရေပြူရဲ့ခြေနေတဲ့ပုံစံနေနဲ့တကယ်ဖြစ်နေတာနဲ့လွဲနေတတ်တာမျိုးတွေပေါ့ဟုတ်ပါတယ်အဲ့လောက်ကို Adam Grant ရဲ့သူတရတနာတွေစာပေတွေကိုအခြေခံပြီးတော့နည်းနည်းစမ်းစစ်ကြည့်ကြင်တာပါဆိုတော့ originality ဆိုတာကစိတ်ကူးအသက်ရှိအောင်မဟုတ်ပဲနဲ့လေတမာရွေးချမဟုတ်တာကိုလုပ်ရတဲ့တတ္တိမျိုးကျွမ်းကျင်မှုမျိုးလို့ဆိုရမှာလားမသိဘူးဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့ဒီ account ထဲ for line စွမ်းကရေးကြည့်တာပေါ့ဒီတစ်ခေါက်ဆွေးနွေးကြမှာကတော့ အဲ့ဒီစွန်းစားမှုအပေါ်မှာလူတွေမြင်တတ်တဲ့အမြင်တွေပြီးတော့အချိန်ဆွဲခြင်းပေါ့အဲ့ဒါရဲ့အကျိုးကျေးဇူးတွေစိတ်ကူးသစ်တွေဘယ်လိုဖြစ်လာလဲဘယ်လိုထိမ့်သိမ့်မလဲอืมကို့အမြင်ကိုရောဘယ်လိုထိရောက်ရောက်ဘယ်လိုဝင်လဲနောက်ဆုံးကျတော့ဒီ originality ကိုဘယ်လိုပြုစုပြောထောင်မလဲဆိုတာတွေပေါ့နော်ဟုတ်ကဲ့အဓိကချက်တွေပါပဲကဲဒါဆိုပထမဆုံးအချက်လေးစလိုက်အောင်ညာစုထင်နေကြတာကစွန့်ဦးတိထွန်လုံကန်းရှင်နေဆိုရယ်အမ်အရာစွန်စားရဲလဲပေါ့ဟုတ်ကဲ့ bear of risk ပေါ့ဟုတ် ဝါပီပါကာမျက်မှန်ကုမ္ပဏီစထောင်တဲ့ကိစ္စလိုမျိုးပေါ့ဒါပေမဲ့တကယ်ရောအမြဲတမ်းအဲ့လိုကြီးပဲလားအဲ့ဒါကစိတ်ဝင်စားစရာပဲဗျအမြဲတမ်းတော့မဟုတ်ဘူးသူတွေတလားတစ်ခုမှတွေ့ထားတာကလေကိုယ့်ရဲ့ပုံမှန်အလုပ်ဟိုဒေးဂျော့ကိုဆက်လုပ်ရင်းနဲ့ကိုပိုင်လုပ်ငန်းစလာတဲ့သူတွေကလေဟုတ်ကဲ့အလုပ်ကဘုံဆိုထက်ပြီးတော့အကုန်လုံးပုံအော်ပြီးစတဲ့သူတွေထက်လုပ်ငန်းမအောင်မြင်နိုင်ခြေက33%တော့ပုံနေတယ်လေဟင်းတော်တော်များလာပါတော့33%ဆိုတော့ဟုတ်တယ် ဆိုလိုတာကစွန့်စားမှုကိုလုံးဝချုံတာတော့မဟုတ်ဘူးဒါပေမဲ့ချိန်စားပြီးစီမံခန့်ခွဲတာ risk balancing လုပ်တာကပိုပြီးတော့အကျိုးများနိုင်တယ်ဆိုတဲ့သဘောပေါ့။ဒါကို့ဘွားရဲ့ကန်တာတစ်ခုမှာစွန့်စားမှုများများလောက်ထားတယ်ဆိုရင် နောက်တဲ့နေရာမှာထရစ်ပို့ထားပြီးတော့အမ်ချုံကုန်ပြီးတော့ချိန်ကြီးလိုက်ကြတယ်ဆိုတာမျိုး။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုနာမည်ကြီးစာရေးရှာတွေတော့ကြည်လေ Stephen King တို့ Scott Adams တို့သူတို့တော့အစားပိုင်းမှာသူတို့စာတွေမပေါက်ခင်မခိုင်မာခင်အထိပုံမှန်အလုပ်တွေကိုဆက်လုပ်ခဲ့ကြတာပဲ။ ဒါတကယ်ပဲစဉ်းစားစရာပဲနော်စဉ်းစားမှုကိုရှောင်တာမို့ဖဲချိန်ညီတယ်ဆိုတဲ့အချက်ကအဲ့ဒါကနောက်ထပ်အယူအဆတစ်ခုကိုဆက်ဆက်သွားစေတဲ့ဟိုဟာလေးလုပ်ငန်းတစ်ခုကိုပထမဆုံးစလုပ်ကျဲသူ fast mover ပေါ့အာဟုတ်အဲ့လို fast mover ဖဲရတာကအမြဲတမ်းအသာစီးရတယ်အာတချက်ရှိတယ်ဆိုတော့အဲ့ဒါကတော့မှန်တယ်လားအဲအဲ့ဒါလည်းတိတ်တော့မတိချပါဘူးဗျာ Golder နဲ့ Talus ဆိုတဲ့ပညာရှင်မျိုးရဲ့လေးလောက်မှုတစ်ခုရှိတယ်ဟုတ်ကဲ့သူတို့တွေ့ရှိချက်က တော်တော်လေးဟွာချစ်တယ်။လမ်းထွန်သူတွေ pioneers တွေပေါ့။သူတို့ရဲ့ကြာရှုံးနှုန်းက58%လောက်ရှိတယ်။ဟော58%တဝက်နီးပါပဲဟုတ်တယ်ဒါပေမဲ့နောက်မှဝင်လာပြီးဈေးကွက်ထဲအခြေချတဲ့သူတွေ settlers တွေကြတော့ကြာရှုံးနှုန်းက10%ပဲရှိတယ်ဆိုတော့အော်အများကြီးกว่าတာပဲဟုတ်ကဲ့ဘာလို့လဲဆိုတော့နောက်ကလူတွေကရှေ့ကလူတွေရဲ့အမားတွေအားနည်းချက်တွေကိုမြင်ပြီးသင်ခန်းစာယူတယ်ဈေးကွက်ကိုလည်းပူနာလေလာတယ်ဟုတ်ကဲ့ အဲ့ဒီတော့ဈေးကဝေစုကိုပိုရသွားတတ်တယ်။ဆိုတော့ဒီနေရာမှာလည်းအချင်းကိုက်ဝင်တာတခါလေမအောင်မဟာပြူဟာကြကြအချင်းဆွဲလိုက်တာကစွန့်စားမှုကိုရှော့ချပေးနိုင်တယ်ဆိုတာမျိုးတွေ့ရတာပေါ့ဟုတ်ပြီဟုတ်ပြီအချင်းဆွဲတာကအကျိုးရှိနိုင်တာပေါ့နော်ကဲဒါဆိုရင်မူရင်းဖန်တီးနိုင်စွာပဲကလာလေအိုငငယ်လေးကတွေကအယမ်းထူးကျွန်တဲ့ကလေးတွေလေ Child Prodigies ပေါ့อืมဟုတ်ကဲ့သူတို့ကတော့ကြီးလာရင်မူလဖန်တီးရှင်တွေ Original Thinkers တွေခေလာဖို့တိချတဲ့လောက်ပဲလား ဒါကတော့ဖြစ်တင်တယ်လို့ထင်စရာပဲလေအင်းအဲ့ဒါကလည်းအံ့ဩစရာပဲဗျာများသောအားဖြင့်မဟုတ်ကြဘူးဟင်တကယ်လားဟုတ်တယ်ဒီ chain prodigies တွေကလည်းရှိပြီးသားစီးမင်းတွေရှိပြီးသားဗဟုတုရာတွေကိုကျွမ်းကျင်အောင် master ဖြစ်အောင်လေးလာဖြစ်ကျင်ရမှာတော့တိတ်တော်ကြတယ်ဒါပေမဲ့စနစ်အသစ်တစ်ခုကို twin ဖို့အတွေးခေါ်အသစ်တစ်ခုဖန်တီးဖို့ကိုတော့သူတို့သိမသိဘူးမိကြဘူးဟောဟောဆိုရလို့ပေါ့ practice makes perfect but it doesn't make new ပေါ့လေ့ကျင့်မှုကပြည့်စုံစေပေမဲ့အသစ်တော်ဖြစ်မလာဘူးဆိုတာမျိုးအင်းဟုတ်ကဲ့နောက်တစ်ခုကအောင်မြင်ခြင်းစိတ်အရန်ပြင်းပြလွန်တာကလည်းတခါတလေမှဟိုစွန့်စားရတဲ့စိတ်တီထွင်ဖန်တီးခြင်းစိတ်ကိုယော့ထွားစေနိုင်တယ်ဗျာကြရှုံးမှာကိုအရန်ကြောက်သွားတာမျိုးပေါ့ဟုတ်တယ်နော်ကြရှုံးမှာကြောက်တဲ့စိတ်ကအရန်တွန့်သွားစေတယ်ဟုတ်ကဲ့အလားလားရှိတဲ့ပြောင်းလဲမှုဖော်ဆောင်သူတွေတောင်းအဲ့ဒီစိတ်ကြောင့်နောက်ဆုတ်သွားတတ်ကြတယ်ဒါဆိုရင်လေတကယ်ကောင်းတဲ့စိတ်ကူးတွေစမ်းတစ်ချက်စိတ်ကူးတွေ ပိုရဖို့ပါလို့ရမလဲဒီနေရာမှာအရေးအတွက်ကအရေးပါလာပြီလားဟိုအပွဲဒီ website ဥပမာလို့လေစောင်းမတပုတ်ကိုခေါင်းစဉ်အများကြီးပေးကြည့်တာမျိုးဟုတ်ကဲ့အရေးအတွက်များများထုတ်နိုင်ဖို့ကအရေးကြီးတာမှန်ပါတယ်စိတ်ကူးအများကြီးထုတ်မှာအကောင်းဆုံးဆိုတာပါလာမှာကိုဒါပေမဲ့အဲ့ဒီစိတ်ကူးတဲ့အများကြီးတဲ့ကဘယ်ဟာကတကယ်ကောင်းလဲတကယ်အလုပ်ဖြစ်မလဲဆိုတာကိုအကဲဖြတ်ဖို့ကြတော့အဲကိုယ့်ရဲ့လုပ်ဖို့ကိန်းဖက်တွေကအကောင်းဆုံးပဲလို့ဆိုတယ်။အော်ကိုလည်းမဟုတ်ဘဲနဲ့ ဟုတ်တယ်အထူးသဖြင့်ကိုနဲ့နေပဲမတူတဲ့လှုပ်ဖော်ကိန်းဖက်တွေပိုကောင်းတယ်တဲ့ဘာလို့လဲဆိုတော့သူတို့က manager ကြီးလိုမျိုး risk averse လည်းမဖြစ်ဘူးစွန့်စားမှုအရန်ရှောင်တာမျိုးမဟုတ်ဘူးကိုတိုင်းဖန်တီးတူလို့လဲကိုစိတ်ကူးပုံမှာအရန်အကောင်းမြင်လွမ်းတာမျိုး blind spot ဖြစ်တာမျိုးမရှိဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ညတာတဲ့အမြင်ပေါ့နော်ဟုတ်ပါတယ် bark ဆိုတဲ့ပညာရှင်ရဲ့လေးလာမှုအရကြတော့ကိုတိုင်းမှလည်းစိတ်ကူးသက်တည်းထုတ်တဲ့ဖန်တီးတူလို့တွေးကြည့်လေရှင်ရဲ့ သူများရဲ့စမ်းတစ်တဲ့စိတ်ကူးတွေလိုအ깨ဖြတ်တဲ့အခါမှာပို့ပြီးတော့တော်လာတယ်ပုံမှန်လာတယ်လို့ဆိုတယ်။ဟွန်းဒါပေမဲ့ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ကျွမ်းကျင်မှုနေပဲကတော့အရေးမပါဘူးလား။အရေးပါတာဗောဗျာအရေးပါတယ်။ဒါပေမဲ့အဲ့ဒီအတွေ့အကြုံကပဲအမြင်ကိုကန့်တက်သွန်စတင်နိုင်တယ်။ဟုတ်စတီးဗ်ဂျော့ဘ်စ်က Segway ကိုအရင်အထင်ကြီးခဲ့တာလေ။လုံးဝ game changer ဖြစ်မယ်ထင်ခဲ့တာ။ဒါပေမဲ့လက်တွေ့မှာအဲ့လိုမဖြစ်ခဲ့ဘူး။အဲ့ဒါမျိုးပေါ့။ဟုတ်ကဲ့ ကန်နမန်နဲ့ client တို့ကတော့ထောက်ပြထားတယ်ကိုယ့်ရဲ့ intuition ပေါ့စိတ်အလူအယောက်တီးစိတ်ကတကယ်ယုံကြည်စိတ်ချရတာက တင်ငိန်တဲ့ကြိုတင်ခံမိုင်းလို့ရတဲ့ပဝင်ခြင်းမျိုးမှာပဲတဲ့အယမ်းပြောင်းလဲနေတဲ့မတိချာမရရတဲ့အခြေအနေမျိုးမှာတော့ intuition ကိုချီအားခိုးလို့မရဘူးဆိုတာမျိုး ကောင်းပါပြီကောင်းပါပြီဒါဆိုစိတ်ကူးကောင်းနေလဲရပြီဘယ်ဟာအကောင်းဆုံးလဲဆိုတာလဲရွေးပြီးပြီဆိုပါတော့ အဲ့ဒီစိတ်ကူးတွေကိုလူတွေလက်ခံလာအောင် အကောင့်ထဲ follow လေးရအောင်ဘယ်လိုလုပ်ရမလဲ။ဦးထက်ခါထက်ခါပြောပြတာတို့မြင်တွေ့စေတာတို့ကအထောက်အကူပြုနိုင်မလားရှင်။အတိုင်းဒါတခုအထီတော့ဟုတ်ပါတယ်ဗျ။အဲ့ဒါကိုဇာကျုံဆိုတဲ့ပညာရှင်ကမြေ exposure effect လို့ခေါ်တယ်။မြေ exposure effect ဟုတ်ကဲ့။ဟုတ်တယ်။အရာတခုကိုအချိန်များများမြင်လေရလေဥမာစေချိန်ကနေအချိန်20လောက်အချီပေါ့။လူတွေကအဲ့ဒါကိုပိုးပြီးကနှစ်သက်လာတာတဲ့။ မတိစိတ်ကပိုရင်းနှီးသွားတယ်ဆိုတာမျိုးဟိုဆယ်ရစ်ဆိုတဲ့စကလုံးအတူလေးနဲ့စက်တက်မှုလုတ်ခဲတာရှိရလေอืมอืมဒါပေမဲ့ပြဿနာကပါလဲဆိုတော့လူတွေကကိုယ့်ရဲ့အရေးကြီးတဲ့စိတ်ကူးတွေအမြင်တွေကိုလုံလောက်တဲ့အချိန်အရေးအတွက်ပြောမပြမိရအောင်အော်ပြောသင့်တယ်လို့မပြောမိတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ခေါ်တာရဲ့လေလာမှုရဆိုရင်အဖွဲ့အစည်းတွေမှာအပြောင်းလဲအတွက် vision ကိုဝန်ထမ်းနေစီခြားပြတဲ့အခါမှာလိုအပ်တယ်လို့သူထင်တာထက် ဆယ်စားလောက်တောင်နီးပြီးပြောလေရှိကြတယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ခုစောစောကပြောတဲ့အချိန်ကိုက်လောက်ဆောင်မှုပေါ့အချိန်ဆွဲတာကလည်းဒီနေရာမှာအတုံးဝင်နိုင်ပြန်ရောမာတင်လူသခင်ဂျူနီယာကသူ့ရဲ့အကြောကြားဆုံး I have a dream မိခွန်းကိုအပီးတက်ဖို့နောက်ဆုံးအချိန်ထိအချိန်ဆွဲခဲ့တယ်အင်းအဲ့လိုအချိန်ယူလိုက်တာကသူ့ကိုစိတ်ကူးတွေကို ပြန်စင်စားဖို့ပြန်ဆန်စစ်ဖို့ပိုအားကောင်းတဲ့ချင်းကပ်မှုတွေရှာထုတ်ဖို့အချိန်ပေးလိုက်တယ်လို့ဖြစ်သွားစေတယ်ဆိုပြီးတော့တုံ့တက်ကြတယ် ဟုတ်ကဲ့ zygonic effect နဲ့ဆင်တယ်လို့ပဲเนาะမပြီးသေးတဲ့အလို့ကိုစိတ်ထဲမှာပူဆွဲနေရမျိုးဟုတ်ပါတယ်အဲ့ဒါနဲ့လည်းဆက်ဆက်နေနိုင်ပါတယ်เนาะဒီလိုမူရင်းဖန်တီးနိုင်ဆွဲမျိုးကိုလူတယောက်ချင်းစီမှာရောဒါမှမဟုတ်အဖွဲစီးတွေမှာရောဘီလိုပြုစုပြုထောင်ပြုလို့ရမလဲဟိုမွေးဖွားစဉ်အစဉ် like birth order ကရောတကယ်ပဲတတ်ဆိုင်နေသလားရှင်အဲ့ဒီ birth order ကိစ္စကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဗျ Salloway ဆိုတဲ့ကင်းညာရှင်ကအဲ့ဒါကိုအကျယ်တဝင့်ကြီးလာထားတယ်ဟုတ်ကဲ့ သူတွေ့တာက မောင်မတွေထဲမှာနောက်မှမွေးတဲ့ကလေးတွေ later bones တွေကလေတာဦးတမီဦးတွေထက်ပိုပြီးပုံဝန်တတ်တယ်ပိုပြီးစွန့်စားရေးတယ်တမားယိုကြမဟုတ်တဲ့အတွေးခေါ်တွေကိုလက်ခံနိုင်ချေပုံများကြတယ်တဲ့ဩတိပံပညာရှင်တွေတော်လန်ရေးတမားတွေဟာတာပညာရှင်တွေမှာအဲ့ဒီ pattern ကိုပိုတွေ့ရတယ်လို့သူကဆိုတယ်ဒါကမိသားစုထဲမှာကိုနေရာကို niche ကိုရှောင်ကြရေးနေဖြစ်လာတဲ့သဘောလို့သူကရှင်းပြတယ်ဟုတ်ကဲ့စိတ်ဝင်စားစရာပဲ မိဘအုပ်ထိန်မှုပုံစံကတော့အဲ့ဒါကလည်းအရင်အရေးကြီးတယ်ပေါ့လေးလာမှုတွေအားဆိုရင်တိကျတဲ့စီကန်းတွေအများကြီးချမှတ်တာထက်ဘာကြောင့်ဒီလိုကျင်းဝတ်တံပိုးတွေကအရေးကြီးတယ်ဆိုတဲ့အကြောင်းပြချက်ကိုအလေးပေးရှင်းပြတာကပိုကောင်းတယ် reasoning လုပ်ပြတာပေါ့ဟုတ်တယ်ပြီးတော့ကိုလုတ်ရကတခြားသူ့အပေါ်ဘလို့တက်ရောက်မှုရှိတယ်ဆိုတာကိုရှင်းပြပြီးတော့စာနာမှု ကိုချင်းစာတရားကိုအားပေးတာမျိုးနောက်တစ်ခုကအပြုတ်မှုတက်တက်ကိုချီးကျူးတာထက်တော်လိုက်တာလို့ပြောတာထက် စာရိတ္တကိုချီးကျူးတာ မိကကူညီတက်တက်သူမို့လို့တကယ်လူကောင်းလေးပဲဆိုတာမျိုးကကလေးရဲ့ကိုချင်းတရားဆိုင်ရာခံယူချက်ကိုပုံသွင်းရမှာပိုထိရောက်တယ်လို့ဆိုတယ်။ဟုတ်ကဲ့အပြုတ်မှုထက် character ကိုအလေးပြတာဟုတ်ပါတယ်။နောက်ပြီးတော့မိဘမဟုတ်တဲ့တခြားအတူယူစရာပုံကိုဒီ mentor စီရလာညွန်မှုအားပေးမှုကလည်းအပြောင်းလဲကိုမောင်းနေလို့စိတ်ပေါ်မှာပိုပြီးတော့ဩဇာတက်ရောက်တက်တယ်လို့တွေ့ရတယ်။อืมဒီနေ့ခဲတာနေထဲကတကယ်ကိုထူးခြားတဲ့မှတ်သားစရာချက်လေးတွေကိုပြန်ပြီးတော့ကောက်လုပ်ကြည့်ရရင်လေ ဆွန့်စားမှုကိုလုံးဝရှောင်တာထက်ချိန်ညှိစီမံတာကပိုအကျိုးရှိနိုင်တယ်။ဟုတ်ကဲ့ risk balancing ပေါ့။ဟုတ်ပြီးတော့အချိန်ဆွဲခြင်းက T trend ဖန်တီးမှုအတွက်မဟာဗျူဟာတစ်ခုတောင်ဖြစ်နိုင်နေတယ်။ဟုတ်ပါတယ်။ strategic procrastination ပေါ့။ငငယ်ကထူးထွန်တန်ကြီးလာရင် T trend sensitive to ဖြစ်ခြင်းမှဖြစ်နေ။ဟုတ်ကဲ့ prodigies aren't necessarily originals. ကိုစိတ်ကိုကိုအကေးဖြတ်ဖို့ကြတော့လို့ဖိုကိုင်းဖတ်တီအထူးပပြတခြားနေပဲကတူတွေကပိုကောင်းနိုင်ငယ်နောက်ပြီးတော့မွေဖွားစဉ်အစင်လိုက်နေမိဘအုပ်ထိတ်မှုပုံစံတွေကလည်း originality အပေါ်မှာတက်ရောက်မှုရှိနေတယ်ဆိုတာလေးပါပဲဟုတ်ပါပြီဗျာအဓိကချက်ဒီပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ခြင်းတာကတော့လေမူရင်းဖန်ကြီးနိုင်စွမ်းဆိုတာကစိတ်ကူးကောင်းလေးတွေရှိနေုံတတ်တယ်မဟုတ်ဘူးဆိုတဲ့အချက်လေးပါပဲဟွန်း အဲ့ဒီစိတ်ကိုယ်လေးကိုလက်တွေ့အကောင့်တွေဖွင့်နိုင်ဖို့လိုအပ်တဲ့လမ်းကြောင်းကိုရှာဖွေပြီးတော့ရှောက်လန်းနိုင်ခြင်းပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။အဲ့ဒီလမ်းကြောင်းမှာစွန့်စားမှုကိုခြေကြီးတက်ဖို့လိုတဲ့အချင်းရခါကောင်းကိုစောင့်ဆိုင်တက်ဖို့လိုတယ်။ကိုယ်စိတ်ကူးကိုလူတွေလက္ခဏာအောင်ဘလို့ဆွဲဆောင်ရမလဲဆိုတာကိုနားလည်ဖို့လိုအပ်တယ်ပေါ့ဗျာ။ဟုတ်ကဲ့စိတ်ကူးတယ်မဟုတ်ပဲအကောင့်တွေဖွင့်ဖို့အထီးပေါ့။ဟုတ်ပါတယ်။စာရေးဆရာကြီး EB White ပြောခဲ့ဘူးတယ်လို့ပဲ။လောကကြီးကိုပိုကောင်းအောင်ပြောင်းလဲခြင်းနဲ့စိတ်ရဲ့ လောကကြီးရဲ့အလားအပါကိုဒီတိုင်းလေးပဲခန်းစားပြောမွေးခြင်းနဲ့စိတ်ရဲ့အဲ့ဒီနှစ်ခုကြားကအောင်ပြိုင်မှုကိုတတိယတင်နေပေါ့တကယ်မူရင်းဖန်တီးရှင်တွေအတွက်တကယ်ချိန်နှမှုဆိုတာကဒီလိုကြိုးပမ်းမှုကနေရတဲ့ပျော်ရွှင်ခြင်း happiness of pursuit မှာပဲရှိနေတာများလားလို့တွေးစီတာပါပဲဟုတ်ကဲ့အရန်ကောင်းတဲ့အတွင်းမြင်လေးပါပဲဒီနေ့ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်